ဥပမာများထားပါတော့ home page ကနေ landing page ကနေပြီးတော့ landing page ဆိုတော့ကျွန်တော်ရောက်ရောက်ရောက်သွားတဲ့နေရာကနေပြီးတော့ဥပမာကျွန်တော်တို့ထားပါတော့အမ်ကျွန်တော်ဗာလဲ shop.com နဲ့ပဲပြပါမယ်။အဲ့တော့ shop.com ရဲ့ home page ရောက်သွား www.shop.com ဆိုရယ် home ရောက်သွားတယ် right အဲ့ရနေပြီးတော့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ထားပါတော့ဟိုရွေးချင်တဲ့ product ကိုမျှရည်တယ် အ product ကိုပါတယ်အဲ့တော့အ product ထဲမှာကိုကကြိုက်လို့ဆိုပြီးတော့ကျွန်တော် add to basket ဆိုပြီးနှိပ်လိုက်တယ်ပြီးလို့ရှိရင် basket ထဲသွားတယ် location နဲ့ဆိုတော့ pixel ကဘာလို့ပေးလဲဆိုတော့ edit step die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  ကိုအစင်တိုင်း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 ကိုကျွန်တော်တို့လိုက်ပြီးတော့စောင့်ကြည့်နေရတယ် matter pixel ဒီစာပုံနဲ့အလုံးစုံပုံလေးသိကြပါတယ် matter pixel ကိုလုံးဝနားမလည်လို့အကျယ်လေးရှင်းပြပါမယ်ခင်ဗျာ okay um again what ဟို digital marketing ဆိုတဲ့ဟာဒါကျွန်တော်ဒီကနေပြီးတော့လဲအားပေးချင်တာတခုပါလေအာသူများမြန်မာလိုရှင်းပြမှကျွန်တော်နားလေအောင်လုပ်မယ်ဆိုလို့ရှိရင်ကသူများထက်ချေတန်းအများနဲ့နောက်ကျနေမှာပါဆိုတော့ဟိုကျွန်တော်ဒီမှာအကြံပေးပေးချင်တာကိုယ့်အကိုကျွန်တော်တို့ဒီ ် pixel အကြောင်းတွေပါတယ်ညာတွေကိုသိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်သွားပြီးတော့လေ့လာလို့ရတဲ့အဲ Google ခောက်ကြည့်ပါ right ဒါကျွန်တော်ဆရာပါပဲ Google right ကျွန်တော်တို့ဒါမျိုး meta pixel ဆိုပြီးတော့ရှာပြီးတော့ကျွန်တော်တို့ဒီ Facebook က meta pixel ကိုသွားထိုက်တယ်ဆိုလို့ရှိရင်က meta pixel ဆိုတာဘာလဲဘာလို့လို့ရလဲဆိုတဲ့ဟာတွေကျွန်တော်တို့အပေါ်လုံး ဒီမှာ case study ရေအဲ getting started တွေကျွန်တော်အကုန်လုံးထွက်လာပါလိမ့်မယ်ဆိုတော့ဒါအဲ့တော့ဒီဟာကဒီမှာကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းဒီ digital ဆိုတဲ့နေရာကအရှမ်းကိုမြင်လာကျွန်တော် AI တွေပေါ်လာပြီးရဲ့နောက်ပိုင်းပါလေ AI တွေပေါ်လာပြီးရဲ့နောက်ပိုင်းမှာဘယ်ဟာဘယ်ဟာမှန်း ဟိုလိုက်မမီတော့လောက်အောင်ကို AI ရဲ့အ AI ChatGPT တို့မတို့အသုံးပြုပြီးတော့ brand နေတဲ့ဟာတွေကအရင်မြန်တာဆိုတော့ဒီကြတော့ဟိုကျွန်တော်အနေနဲ့ကနည်းနည်းလေးစာလိုက် passage ကျင်တယ်ပေါ့နော်ဟုတ်ပြီဆိုတော့ matter matter pixel ဆိုတာဘာလဲဆိုတော့အဓိကတော့ matter pixel ဆိုတာ pixel ဆိုတာကျွန်တော်တို့ဒီ screen တစ်ခုလုံးမှာကျွန်တော်တို့ခုမြင်ရတဲ့ဟာတွေအကုန်လုံးကကျွန်တော် pixel လေးနဲ့ RGB ဆိုတဲ့ pixel လေးကျွန်တော်ရှိတယ်။ဆိုတော့အဲ1 pixel ကိုယူထားတာပါ။အဲ1 pixel ကိုယူပြီးအလုံးထုတ်တာပါ။သူကဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့ website တစ်ခုခုကိုရောက်သွားရဆိုလို့ရှိရင်အဲ့ဒီ website ထဲကိုကြောက်လာတဲ့လူကဘယ်နှစက္ကန့်ကြာတာလဲ။ပြီးရင်ဒီ web page ဥမာပြထားပါတော့ home page ကနေ landing page ကနေပြီးတော့ landing page ဆိုတော့ကျွန်တော်ရောက်ရောက်ရောက်သွားတဲ့နေရာကနေပြီးတော့ဥမာကျွန်တော်တို့ထပါတော့အာကျွန်တော်ဗာလေ shop.com နဲ့ပဲပြပါမယ်အဲ့တော့ shop.com ရဲ့ home page ရောက်သွား www.shop.com ဆိုရင် home page ရောက်သွားတယ် right အဲ့ရနေပြီးတော့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ထပါတော့ဟိုရွေးချင်တဲ့ product ကိုမျှရတယ်အဲ့ product ကိုပါတယ် အဲ့တော့အဲ့ product ထဲမှာကိုကကြိုက်လို့ဆိုပြီးတော့ကျတို့ add to basket ဆိုပြီးနှိပ်လိုက်တယ်။ပြီးလို့ရှိရင် basket ထဲသွားတယ်။ငွေရှင်းတယ်။ဆိုတော့ pixel ကဘာလုပ်ပေးလဲဆိုတော့အဲ့ဒီ step တိုင်း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 ကိုအဆင့်တိုင်း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 ကိုကျတို့တို့လိုက်ပြီးတော့စောင့်ကြည့်နေရ။အဲ့တော့လုံးလိုက်လို့ဘာအကျိုးထူးလဲဆိုတော့ကျွန်တော်တို့ Facebook မှာ ဒီ custom audience တို့ look alike audience ဆိုရှိတယ် right ဆိုတော့ custom audience ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ ਨੇ action တစ်ခုခုလုပ်သွားတဲ့သူတွေကို target ပြန်ထားတဲ့ဟာလေ retargeting လို့ကျွန်တော်ခေါ်တယ်အဲအဲ့တော့ကြတော့ကျွန်တော်တို့ messenger box ကိုစကားလာပြောတာတော့ကျွန်တော်ရဲ့ page ကိုလိုက်လုပ်ထားတာတော့ကျွန်တော်တို့ခုန pixel နဲ့ website တွေကိုကျွန်တော်တို့တွားကြည့်နေတာတော့စားတဲ့စားတဲ့သူတွေကိုကျွန်တော်တို့ပြန် track ပြီးတော့မှအဲဒီလူတွေရဲ့ဥပမာ 3ဘတ်တစ်ခါ4ဘတ်တစ်ခါလောက်ပါဈေးဝယ်ရလားဆိုတော့တော်ပြန်ကြည့်ပြီးတော့သူတို့3ဘတ်တစ်ခါ4ဘတ်တစ်ခါလောက်ကိုတကပြန်ထားလို့ရတယ် so that's pixel အဲ့တော့ pixel ကပြောရရင် website မှာမဟုတ်ဘူး application မှာရတယ် so web ကို app ကိုလည်းမှာကျွန်တော် pixel ထည့်ရလို့ရတယ်အဲ့တော့ yeah အဲ့တော့အဲ့ဟာပါလေ